ပတ်စဉ်တနင်္လာနေ့တိုင်းဗီဒီယိုအသစ်များကိုတင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာဗီဒီယိုများကိုကြိုက်နေတဲ့ပါကလည်း like နှိပ်ခဲ့ပေးကြပါဦးခင်ဗျာဒါဆိုအစီအစဉ်လေးကိုစရလိုက်ပါငွေရနကပတ်မေပရိယေနိရွှေရင်ကျော်အဖေကြီးဦးမြခေလွန်ခဲ့သောနှစ်ပေါင်း90ခန်းကရန်ကုန်မြို့ကမာရွတ်လှဲတဲ့နေရာများမှာ ယခုကဲ့သို့စီကားခြင်းမရှိခဲ့သေးပါဘူးရန်ကုန်မြို့ရဲ့စင်ကြယ်ဘုံမြို့အဆုံရက်ွက်လေးများသာဖြစ်ပါတယ်ခင်မီတိုက်တာ အိုးရင်များမရှိသေးပဲလက်လုံလက်စားအလုပ်သမားအနေငယ်သာဟိုတစုဒီတစုနဲ့ခက်ကြဲကြဲနေကြလေတယ်တစ်ပင်ကြီးများခြုံငယ်ပိတ်ပေါင်းများစွာတို့နဲ့တောရွာလေးတရွာနေပင်တူလာပါတယ်လူနေအင်ကျဲတွေကတကြောင်ကြံတော့တင်းတိုင်းနဲ့နီးကပ်နေခြင်းတို့ကြောင့် နေဝင်ပြီဆိုရင်လဲတဲ့ပဝင်ကျင်တို့တော်ယုံတက်တည်ရှိုံများနဲ့မလာဝန်းကြပါဒီနေ့ထိုဒေတာမှာအသက်15နှစ်ရွယ်လူငယ်လေးတယောက်ကယောဂမျိုးရိုးမရှိပါဘဲအနာကြီးယောဂကိုခံစားရလေတယ်အနာကြီးယောဂမဖြစ်ခင်ရပ်ပိုင်းလောက်ကထိုလူငယ်လေးမှာစော့ကစားရင် အပေါ်စွန့်ခြင်းလာ၍လူငယ်တဘာဝအနီးနားရှိခြုံမှုတစ်ခုထဲမှာစွန့်ကြခဲ့မိလေတယ်ထိုတို့အပေါ်စွန့်ခြင်းကပင် ထိုးလူငယ်လေးအနာကြီးယောဂကိုခံစားရသေးတော့အကြောင်းမင်းဖြစ်လာလေတယ်။သူချင်းငယ်ဆုံးလိုက်တဲ့မြေကတိုက်မြေဖြစ်နေတယ်။ငွေရနဂပတ်နဲ့အုပ်ချုပ်တဲ့နဂတိုက်မြေဖြစ်ပါတယ်။ထိုးလူငယ်လေးဆုံးလိုက်တဲ့ချင်းငယ်ရေကမြေအောက်တိုက်အတွင်းမှာရှိတဲ့နဂါမင်းရဲ့ခေါင်းပေါ်တို့စီးကြခဲ့ခြင်းဖြစ်လေတယ်။တိုက်ဆောင်နဂါမင်းကအလွန်စိတ်ဆိုးဒေါသထွက်ကသူ့ရဲ့ကံမစိတ်ကြီးအစွမ်းနဲ့ ြူစားလိုက်လေရထိုးလူငယ်လေးမှာအနုဘွားတို့ရောက်သွားရလေတော့တယ်ဒါအပြင်ထိုးလူငယ်လေးမှာပုံမှန်မဟုတ်တော့အမှုရာမြောက်နေ့စဉ်ရဆက်ဖြစ်ပေါ်လာနေ၍သူမိဘများကပယောကဆရာပေါင်းများစွာကို ပင့်ကကူတာခဲ့ပါတယ်တို့ပင်မဲ့လာရောက်ကူတာကြတဲ့ဆရာများမှာငွေရငကပမင်းကိုမရှင်နိုင်မဲ့ကြာဆုံးရသည်သာ ဖြစ်လေတယ်။ဒိုနစ်မြောက်ကလာမှာနာမည်ကြီးနေတဲ့ရွှေင်းကျော်ဆရာ ဆရာကြီးဦးမြခင်ထန်းတို့ လာရောက်ပင်ဆောင်တဲ့ဖြစ်ဆရာကြီးမှတွားရောက်ဆန်းတန်းကြီးရာတိုက်စွဲဖြစ်နေကြောင်းသိရလေတယ်လာရောက်ကြည့်ရှုကြသောပရိသတ်များမှာအယောက်90ခန်းရှိကြပါတယ်ဆရာကြီးမှစွဲရင်အတိုင်းရောက်စီရင်ခေါ်သွင်းလျာငွေရနဂဘမင်းကချက်ချင်းမဝင်ရောက်ပူးကပ်လာလေတယ် ထိုးနကပတ်မင်းကဝင်ရောက်ပူကပ်လိုက်ပြီးချိန်ခဏမှာပဲတမလင်ချိတ်ထိုင်လိုက်ပြီးလက်နှစ်ဖက်ကိုရှေးနောက်လိုဆွဲကတဟာဟာနဲ့ဟောတိုက်ရတော့တယ်ကုသသူစရာကိုပမာမခန့်ကြည့်နေစင်လည်းဖြစ်ပါတယ်ပြီးနောက်ဘေကြီးဦးမြခင်နဲ့တပီးဖြစ်သူတို့ကိုကြည့်လိုက်ပြီးမင်းတို့ကန်ဆိုးပြီကွဒီစီဝိုင်းငယ်ကိုဝင်လာမိတာမင်းတို့ဆရာတပီးတော့ကန်ဆိုးပြီလို့ဝင်းပူးနေတော့ငကားမင်းကပြောလေတယ် မင်းတည်းရှိရင်အိမ်ရောက်မြေကြီးပေါ်ဆင်းလိုက်လေဟုလဲခမ်းမှန်စိန်ခေါ်ပြန်လို့ထိုတို့စိန်ခေါ်ခြင်းကငကားနဲ့လှဲ့ကွက်တိုက်ကွက်ပင်ဖြစ်လေဒါကိုသိတဲ့ဆရာကြီးဦးမြခင်ကငါကိုမင်းစိန်ခိုင်းနိုင်ဆင်းမဲ့ဆရာမျိုးမှတ်နေလားမဆင်းဘူးကွာမင်းနဲ့ငါနဲ့တွေ့မယ်အဲဟုပြောလိုက်ရတယ်ထို့နောက်တပည့်ဖြစ်သူကစီမီဖျောင်းနိုင်ငါးတိုင်ကိုဖျားနဲ့အဘဆရာကြီးကြီးများကို ပူဇော်ခိုင်းလေတယ်ထို့တို့စီမီ ပူဇော်ခိုင်းပြီး ဆရာကြီးဦးမြခင်ကဝင်းပူးနေသောနဂါမင်းကို ချို့ထားလိုက်အဲလိုကျိုးပိုင်ကို အမိန်ပေးလိုက်လေရာထိုနဂါမင်းမှာရေမောလျက်မေးချုံခိုက်တဲ့မိရဲ့သူတို့ခင်းနေတာဟုပြောကလက်နှစ်ဖက်ကို ရှေတို့နောက်ဆုံးလှုပ်ပြလေတယ်အမှန်တော့သူကိုယ်တိုင်ချုံမိနေပြီဖြစ်ပါတယ်ဒါကိုပရိယေဖြစ်စိတ်တဲ့စစ်စင်ရေးပြုလို့ခြင်းတာဖြစ်ပါတယ်ဆရာကြီးဦးမြခင်မအေး မင်းရဲပြီးရင်တော့မိုးစေရပဲတတိသာထားဟု ပြောလိုက်တယ်။ငကပမင်းကစီမီပူဇော်နေတဲ့ဆရာကြီးရဲ့တပည့်ဖြစ်သူကိုလှမ်းကြည့်လျက်ဟေးငါတပည့်ရောအဲ့ဒီဆရာကိုမင်းတို့ကြည့်ရှင်းလိုက်စမ်းဟုပြောလေတယ်။ထို့သောပြောခြင်းကသူချုံမိနေခြင်းဖြစ်လို့သူတပည့်များကိုအကူအညီတောင်းဝါခြင်းဖြစ်ကြောင်းကိုမူလပြန်ခြင်းဖြစ်လေတယ်။မူလပြန်ကြောင်းကိုဆရာကြီးဦးမြခင်က သိသဖြင့် မင်းကတော်တော်လေးကိုပြည့်ရင်များတဲ့အကောင်လေးဟုပြောလိုက်ပြီးနောက်စကားဆုံးတဲ့အချိန်မှာပဲဖွင့်လာတဲ့ပတင်းပေါ်မှာလီများရုတ်တရက်ဝင်ရောက်လာပြီးထုံးလာသောစီမင်းငါးတိုင်ကုန်ကိုမီးငိမ့်သွားစေလေတယ်။ထိုအခါငကပတ်မင်းကလက်ခုပ်တစ်ဖောင်ဖြောင်းတီးလျက်ဒါမှမဟုတ်တပည့်တွေလုံးတာကွာဆိုလေတယ်။လာကြည့်သူပြိတ္တများမှဆရာကိုအထင်သေးစေရန်ပြည့်ရဖြစ်တိုက်ချင်းလည်းဖြစ်လေတယ်။ ဇရာကြီးဥမြခင်ကလည်းသူ့ဘာသူလေးတိုက်တာဗာမင်းတပည့်တွေလှုပ်တာလဲတော်စန်းကိုပရိယေကိုပရိယေဖြစ်ပြန်တိုက်လေတယ်တကယ်ပဲငကပန်းမင်းရဲ့တပည့်များကြောင့်စီမင်း၅တိုင်လုံးငြိမ်းသွားခြင်းဖြစ်ပါတယ်ဒါကိုဇရာကြီးဥမြခင်ကလည်းသိပါတယ်ဖယားအဘဇရာတော်ကြီးများနမင်းကြီးလေးပါနဲ့သူဝတ္တိမေတော်တို့ကက်လူမစီမျိုးဘာအတွက်ကြောင့်မိစ္ဆာအောင်လန်းကနှောက်ရှက်ဖြစ်စီမြင့်တက်နိုင်တာလဲ။ထယောင်းနိုင်냐ကိုနီးညိတော့လဲ ဆရာတော်ကြီးမြတ်ကိုဆက်ကပ်လှူဒန်းခြင်းမပြုပါသေးရင်အဘဆရာတော်များနဲ့မသက်ဆိုင်သေးပါဘူး။ထိုအချင်းအခိုက်အတန့်လေးကိုအခွင့်အောက်ယူပြီးငကပတ်မင်းရဲ့တပည့်များကနှောက်ရှက်နိုင်ခြင်းဖြစ်ပါတယ်။ထိုတို့တွေးမိပြီးဆရာကြီးဦးမြခင်ကိုယ်တိုင် စီမီးပူဇော်ရင်ထားလိုက်လေရာငကပတ်မင်းမှဒီဆရာကျောင်းလိုဘုရားရှိခိုးတော်မှာဖြစ်လေဟုလောင်ပြောင်းနေတယ်။ထိုတို့လောင်ပြောင်းနေခြင်းကိုကြီးစုနေသူပရိသတ်များမှအထင်သေးခြင်းမဖြစ်ပေါ်စေရန်အတွက် မတ်တရက်လျက်အနေထားနဲ့ပဲဖရာအဘဆရာတော်ကြီးများနမေကြီးလေးပါးနဲ့မေတော်တို့ကိုစီမိကတ်လုပ်လိုက်ရတယ်။အာဂါရပြုခြင်းမဟုတ်ရပါကြောင်းကိုလည်းစိတ်အတွင်မှ တောင်းမှန်ခဲ့ပါတယ်။စီမီပူဇော်တဲ့ဖရာစင်နဲ့ကတ်လျက်တွေအိမ်တွင်းနဲ့အတွက်ထားသောအုံးဒီကလည်းနီးကပ်စွာရှိနေရ။ဟေးမင်းဟာဆရာလုံးနေပြီနတ်အုံးဒီအောင်လည်းကပ်ပြီးဖျောင်းနေမထုံးအောင်ဆိုတာနားမလည်ဘူးလားကွာဟု ပြောဆိုဆော်ကားပြန်တယ်။ ထိုးကြောင့်ဆရာကြီးဦးမြခင်ကဒီလောက်စော်ကားတဲ့ကောင်ကိုသုံးပါမှတန်တော့မယ်ဟုစိတ်မှတွေးလျက်ဖုန်တုတ်တဲ့ကြံဝေတို့ကိုပြောင်းမြန်ကင်ကအယိုးထိန်နဲ့ခွေးမာသာကိုတံကိုခံစမ်းမှုဆိုကနကပတ်မင်းဘိုက်ကိုထိုးလိုက်ရရာခိုင်ရဲ့လောင်ပြောင်းနေရမှာငဲတဲ့ပေါင်းအော်ဖစ်ပြီးခွေလဲကြသွားလေတော့တယ်ဖျောင်းနိုင်စီမီကိုစက်ကပ်ပြီးဖြေးခဲ့အစားကတံမလင်ချိတ်ထိုင်ကပမာမခန့်ပြုလုပ်နိုင်ခဲ့တဲ့နကပတ်မင်းမှာ ပစစ်တုတ်လျက်လက်အုပ်ချီနေရရှာတော့တယ်ဟဲ့ကောမင်းတပည့်တွေအသာထားစမ်းမင်းကိုယ်တိုင်ထားပြီးဒီစီမီးကိုညှိနှိုင်းလေးရလားဟုအဖေကြီးဦးမြခင်မှမေးလိုက်ရနဂဘမင်းကဘာစကားမှပြန်မပြောနိုင်တော့ကြည်ထို့နောက်ပစစ်တုတ်လက်အုပ်ချီအနေထားနေပြီလူကလုံကဆရာကြီးဦးမြခင်ရှိရာတို့တရွေ့ရွေ့တိုးလာပြန်တယ်အနီးလိုရောက်တော့ဆရာကြီးဦးမြခင်မှဟိတ်ကောင်ဟူငေါလျက်ညာလက်ညိုးပြီးဖိုးလိုက်ရတယ် ငွေရနကပတ်မင်းကွာဟုကျွေးကြော်ပြီးဆရာမြောင်းများစွာကိုအနိုင်ယူခဲ့တဲ့ထိုနကပတ်မင်းမှာဆရာကြီးဥမြခင်ကိုအူးတိုက်ရှိကိုကအရှုံးပေးလေတော့တယ်။ဤသို့ဖြင့်အနာကြီးယောဂဝေဒနာခံစားနေရသော လူငယ်လေးမှာရွှေရင်ကျော်အိစာတရားမေဒီစေပညာရဲ့အစွမ်းဆရာကြီးဥမြခင်ကိုအဖေကြီးဥမြခင်ရဲ့စွန်းစွန်းတမန်ကူတာချက်တို့နဲ့လူဖြစ်ရှုံးနေပေးမှကင်းဝေးခဲ့ရလေတော့တယ်။